တယောက်နေနေရဇင်းလုံးကျော်တိတ်ပြီးလုံနိုင်ဘူးကမလွယ်တော့မလွယ်ဘူးလေနော်တပင်းမင်းသားမဟုတ်ဘူးအပြင်းမင်းသားမင်းကြီးထိုးနည်းလေကောင်းပါဘာဒီရဲ့ဒီဆိုမှုပြောဆိုင်အကြောင်းနေဟလား အော်ဘရာတွေပါတယ်အကုန်လုံးလေ့လာရတယ်ပြဇာတ်တွေပြဇာတ်တန်တွေတန်ထားတယ်လေ့လာရတယ်နောက်ပိုင်းတွေလေ့လာရတယ်ပြီးရင် show တွေလည်းလေ့လာရတယ်ဆိုတော့ပြောရရင်တော့အမေအစုံလောက်ရတယ်ဆိုတော့မပြည့်စုံတဲ့အပိုင်းတွေတော့ရှိကောင်းရှိမှာပေါ့လေ တာပေါ့ဒါကတော့ performance အနေနဲ့ပါပြည်သက်တွေအဲတမင်မင်းသားတွေပုံမှာဟိုနားလည်ပေးကြပါလို့ပြောချင်ပါတယ်ဒီနေ့ဒါပြပြတာပါဂျိုင်းရုပ်တော့လည်းပေါ့နည်းနည်းများတော့ရှိကြပါတယ်အဲအပေါ်တော့ဇင်းလုံးကြောတော့ပေါင်းမနေနိုင်ဘူးလေအဲ့တော့တစ်ဖက်မှာလည်းမြန်မာလူငယ်ပြည်ပြည်မြန်မာဇာတ်သမီးကိုထိန်းသိမ်းနေရတယ်သူတို့စမ်းရီမူတို့ထုံနီလကောင်းမယ်ကျွန်တော်ညီလေးကြီးပဲအကုန်လုံးအခုနောက်ဆုံးဒါကျွန်တော်တို့ညီလေးဆိုဆိုင်းဆက်တို့ဟလာဆိုင်းတို့တော့မှဆိုင်းတို့ဆိုဒါရုပ်ရှင်ဘက်ကတိုးတော့ဒီနှစ်ပါးပြပါတယ်ဝင်စူးစမ်းပြီးလေ့လာတယ်လေ့လာပြီး သူတို့တက်နိုင်တယ်လို့လေအားလေးနဲ့ဟဟလာသူတို့ performance မျိုးမျိုးလုပ်ကြသည်ပေါ့လေဇင်းလုံးကြောမဟုတ်ရင်တော့အကုန်လုံးကနိုင်တဲ့ဘက်ကကိုကိုကိုအမှန်ကတော့ entertain အဖြစ်ပြတက်ဆမှုတစ်ခုပါပဲဒါပါပဲ performance လေးတစ်ခုပါဆိုတဲ့အချက်စရာလေးတစ်ခါတော့ဖြစ်နေရတော့ဆင်းနေတာလေဒီလေးညီလေးအဲ့ပါတော့အဲ့မလေးအတန်အဖို့တချင်းပွဲတော့ညီလေးကိုဆုံလိုက်တယ်အဲ့မကျွန်တော်နည်းနည်းကျွန်တော်နဲ့ကျွန်တော်တကယ်ကြီးဖြူးဖြူးနဲ့တွားပြီးတော့ဘာညာအဲ့ပရဇန်နာအာလူဖုတ်တွားလို့ပြေးလေတည်တယ်ဟုတ် ူမှတော့လက်ငါးချောင်းလုံးတော့ညီမနေဘူးလေအဲတက်နိုင်ဆုံးတော့စူးစမ်းနေကြတာပါပဲအကုန်လုံးကတော့စူးစမ်းနေရတာပါပဲအဲများသောအားဖြင့်ကတော့တပင်ကမင်းသားမင်းသမီးလူရှင်တော်ဆိုတာပို့ဆိုးတာအဲမြန်မာတွေရဲ့ဒီဆိုမှုပြောဆိုင်အကြောင်းနေဟလာအော်ဘရာတွေပါတယ်အကုန်လုံးလေးလာရတယ်ပြဇက်တွေပြဇက်တန်လေးတန်ထားတယ်လေးလာရတယ်နောက်ပိုင်းတွေလေးလာရတယ်ပြီးရင်ရှိုးတွေလည်းလေးလာရတယ်ဆိုတော့ပြောရရင်တော့အမေအစုံလောက်ရတယ်ဆိုတော့ မပြည့်စုံတဲ့အပိုင်းတွေတော့ရှိကောင်းရှိမှာပေါ့လေဒါတွေကတော့တချို့ပြည်သက်တွေကတော့တီးပြီးသားပါဒါပေမဲ့သားတယောက်အနေနဲ့ကဇင်းလုံးကျော်တိတ်ပြီးလုံနိုင်ဖို့ကမလွယ်တော့မလွယ်ဘူးလေနော်ဒါပေမဲ့သားမဟုတ်ဘူးအပြင်မင်းသားမင်းကြီးထိုးနည်းလေကောင်းပါနော်ဟိုဇက်ခုံပေါ်တက်ဆိုတာနည်းနည်းဟိုဇက်ခုံပေါ်မဟုတ်အဲ့လိုစင်တစ်ခုပေါ်တက်ပြီဆိုရင်တချို့စိုးရင်ရတဲ့အဲ့လိုနည်းရင်ခုံရတဲ့လူရှိကြသေးတာပဲ ပညလေးအောင်သူတို့ဆိုရင်အဲတော့ရင်းရင်းမှုကြောင်းစင်လေရင်းရင်းမှုကြောင်းစင်းပြီးတဲ့အချိန်မှာဇက်ခုံပေါ်စတက်တော့ကျွန်တော်တို့ကိုရဲမိုးဇက်ခုံမှာစတက်တယ်အဲ့မှာစပြီးတော့ကျွန်တော်ခေါင်းဆောင်ဟိုပြောပြောမင်းသားတွေအတူတူကကြရတာပေါ့နော်အဲပြီးမှအခုဒါခေါင်းဆောင်မင်းသားဖြစ်နေကြတာဆိုတော့ဟိုအစတွေမှာကျွန်တော်တို့ပတ်သက်ခဲ့တဲ့ကျွန်တော်တို့ညီကိုတွေဖြစ်တဲ့အတွက်သူ့စီမမဟုတ်ဘူးအဲကိုမိုးချင်းစီမမဟုတ်ဘူး စိုင်းရင်မှုစုံမှုကျွန်တော်တို့သွားရတာဗောနော်အဲကိုညီကိုရီစီကိုသွားပြီးတော့သွားတွေ့တာပါသွားတွေ့တော့ဟိုရောက်တော့အာလူဖုတ်တချင်းတပုံးတပုံးတက်ဆိုတာဗောဒီညီလေးကိုတော့နည်းနည်းလေးချစ်ဖို့ကလားတော့အောင်တူလေးကြတော့တူတူပါပဲတူတူပါပဲချင်းရေးပေးတယ်လို့တန်ကြားရတယ်လေချင်းရေးပေးတယ်ဆိုတာကတူကတချင်းအပ်တာအဲအဲ့လိုရှိသေးတယ် ကိုကလည်းရေးပေးခြင်းပါတယ်မိသူမဆိုရေးပေးခြင်းပါတယ်သို့တော့အပ်တဲ့အခါကျတော့ကိုဘက်ကလည်းအမှုပညာကြီးရတော့မဟုတ်ဘူးတိုင်းပဲလုတ်ပေးရတော့အခုခေတ်မှာတချင်းတပုတ်ရေးရင် ဟိုဆရာရှင်တို့မြန်မာသားတို့ကြတော့ AC ပဲလေသူကကိုပိုင်စတူဒီယိုရှိတာကောင်း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 ဆိုလိုတီးလို့တွေ့တယ်ကျွန်တော်တို့ကြတော့ကိုပိုင် home studio မရှိဘူးမရှိတဲ့အတွက်ကျွန်တော်တို့က ATF အတီးဘူးတက်တက်ရှိတယ်အဲ့တော့အလုပ်ပေးတာတော့အကုန်လုံးလုပ်ပေးနေတာကိုကိုကဘုံဘောလောပဲမြစ်တာတွေကဒါပေမဲ့အဲ့လိုနည်းနည်းအကြောင်းမျိုးလေးရှိတော့ကိုအဲ့လိုတောင်းဆိုတဲ့လူတွေရှိရင်တော့နေထုတ်လန့်ပေးရတာပေါ့ဒါအလုပ်တွေကနည်းနည်းအဲဒီရက်ထဲမှာနည်းနည်းလေးအဲ့လိုပေါ့အရေးကြီးတဲ့အလုပ်ကလေးတွေလည်းရှိနေတယ်ဆိုတော့ဟို အားရင်တော့လည်းအမြဲတမ်းသွားပစ်ပါတယ်မနေ့ကဆိုလည်းကျွန်တော်ဒါပုံမှန်ရိုက်နေရဖြစ်တဲ့တင်ဆက်နေရဖြစ်တဲ့ရွာပြိုလေးရသွားရရအောင်မယ်ရွာမှာအဲဒါမျိုးတွေတော့လုပ်စရာလေးရှိတယ်ပြီးတော့ဟိုပေါ့နော်ဘာလို့ဒီလဆက်ခုံမှာဆိုဒါကျွန်တော် channel 24မှာ ပြအဲ channel 24မှာကျွန်တော် model ရွှေမိရပြအောင်ပြီးတော့ဒီလဆက်ခုံမှာပဲလာမစိလာမစိပဲနဲ့မွေးတဲ့ကလေးများနဲ့အထိမ့်မှန်ရှိတယ် အဲ့ဒါကဘာကဘာပြက်ကလေးမှာမထည့်ထားတာဗောနော်အဲ့အဲ့ကလေးတွေအတွက်ဆိုကျွန်တော်ဒီနေ့တချင်းရေးရတယ်ရိုက်ကူးကြီးလည်းလောက်အောင်အဲ့ဒါလေးကျွန်တော်မှတော်မှနည်းနည်း run နေရတော့တော့ရင်လည်းတော့မတော်ရင်လည်းမတော်